အရန်ကကိုယ်စိတ်တန်ရငါးချက်ကဘယ်တော့ကကြောင်တာကြောင်ဘွားကြောင်တာဘွားကအချိန်တတိယခဲ့ဘူးလေမိမိကလေးဘွားမိမိကျွန်မကျွန်မတို့ကလေးဘွားအရာလေးတစ်ခုတော့တခဏတော့မမေ့နိုင်ခဲ့အခုဒီပုံရိပ်ပုံပုံနေတော့အခုဒီမျက်လုံးကမြင်ရနေတော့အဖြစ်ပြက်တွေအဲ့လိုမျိုးဖြစ်ခဲ့တာရှိတယ်ကျွန်မတို့ဒီနေ့တော့ကျွန်မရန်လာချင်ကိုယ်စိတ်တန်ရငါးချက်ကောင်မျှဝေခြင်းအဲ့တော့ ပထမချက်ကအဲ့တော့ဇမအသက်၄နှစ်ကျော်ငိုင်းလောက်ပဲရှိတယ်။မူဂျိုကြောင်းတက်နေတဲ့အချိန်စကားလည်းတိတိချာမပြောတတ်သေးတာ။တနေ့ပြောတိတိချာမပြောတတ်သေးဘူး။တနေ့တော့လေဒီဇမအဲ့ဒီမူဂျိုအတန်းထဲမှာဇမအဖို့သွားရှင်းလာတယ်။အိမ်သာသွားရှင်းလို့မပြောတတ်ဘူး။နောက်ဆုံးနောက်ဆုံးကလည်းဇမအဲ့ဒီအဖို့သွားချာမအောင်နိုင်တော့ပဲအထန်းအဲ့ဒီအတန်းထဲမှာပဲဇမပဲလှုပ်ရှားလိုက်တယ်။အဖို့သွားချလိုက်တယ်။ဒါဆရာမကတိတိပြီးတော့ဇမကို ဒီအပြင်ပြောက်လက်ညှိုးထုတ်ပြီးတွားအိမ်အိမ်ပြန်သွားဆိုပြီးကျမအတန်းနဲ့အကျမမောင်းထုံးလိုက်တယ်ကျမကြောက်နေတာနဲ့ဒီကြောင်းအပြင်ပြောက်ထွက်သွားပြီးကြောင်းရင်မရေပုံးလားမစီးရေပုံးမလားမထိုင်ငုံနေတယ်အဲ့ဒီတော့အဲ့ဒီတုံးကအကြောင်းနဲ့အခုထိမမေ့သေးဘူးပြီးတော့နောက်ထပ်တစ်ခုကကျမကြောင်းပြောင်းနေချိန်ဖြစ်တဲ့အနာကျမဒလားမျိုးတွေကမုန်ပြင်းတွေကိုပြောင်းလာတဲ့အချိန်တုံးအဲ့ကျမအတန်းတုံးတက်လို့ရှိမှထင်တယ်အမေ အမေရဲ့အကိုကျမရဲ့ဦးလေးအလှူပွဲရှိလို့ကျမအကြောင်းတရားနားလိုက်တယ်။နောက်တော့နေအကြောင်းပြန်သွားဆရာမမေးတယ်ဘာလို့အကြောင်းပြတ်တာလဲတဲ့။အဲ့မှာကျမကဒီကျမဦးလေးအလှူပွဲရှိရလို့ကျမမပြောတတ်ဘူး။ပို့ဆိုးတာအဲ့တော့ကျမကဗမာလိုမေးတယ်။ကျမကျမဗမာလိုဖျံမယ်ကျမမသိဘူးဗမာလိုလည်းအလှူမခေါ်တတ်ဘူး။မခေါ်တတ်ဘူးဆိုတော့ကဘလို့ခေါ်ရမလဲ။ဘာပြောရမလဲ။စိတ်ထဲကသိတယ်မပြောတတ်တဲ့အခွအတွက်ကြောင့် ကျွန်မမျက်ရည်ကျပြီးတော့မျက်ရည်နဲ့မျက်ရည်ပေါပေါချပြီးမှငိုခဲ့တယ်။ဒါဆရာမကကြည့်တော့ပြောတယ်လေ။ကျွန်မကကြည့်ပြုံးနေတယ်။ကျွန်မကကြည့်ပြုံးပြီးတော့အဲ့အဲ့ဒီအတန်းတုံးတက်လာမှကျွန်မမိုးရွာနေတဲ့အချိန်အတန်းပေါ်ကလေကျွန်မကဒီကျွန်မဒီ ठी ဒီအတန်းအပြင်ဘက်မှာဒီ ठी ထားနေတာထမင်းကြိုက်နေထားနေတာရှိလား။အဲ့နဲ့မိုးရွာဒီဘေးမှာဘွတ်အိုင်လေးရှိတယ်။ဒီမှာအမအဲ့ဒီပေမတရနေကျမမိုးရွာတာကိုကြည့်နေတဲ့အချိန်အဲ့ကြည့်နေကြကျမအတန်းပေါ်ကလေကျမ prank ခွန်းနဲ့ကျမတွန်းထောက်လိုက်တယ် ကျမသွန်းလိုက်တယ်ကျမအဲ့ဒီဘွတ်အိုင်နဲ့ကြအောင်ဆိုပြီးကျမအဲ့ဒီဘွတ်အိုင်နဲ့ပလူပလဲဖြစ်သွားခဲ့တယ်ကျမအဲ့ဒီတော့ခံရတာမှန်မဟုတ်ဘူးစကားမပြောတဲ့အချိန်နေနဲ့အဲ့ဒီကြောင်းမှာအဲ့ဒီကြောင်းတက်ရတဲ့အချိန်ကြီးကိုကိုလုံချုံမှုမရှိတာနဲ့အယံယံခံစားခဲ့ရတယ်။ပြီးတော့နောက်နံပါတ်2ခုကနောက်နောက်တစ်ခုကအခုအဲ့ဒီအပြက်အပြစ်ပြက်တို့ပြန်တွေးရင်းနဲ့အနာမဖြစ်တော့ပေမဲ့လေအယံမခံစားရတော့ပေမဲ့အဲ့ဒီတော့ကလေးငယ်လေးအတွက်တော့လေ အဲ့ဒါတွေအပြစ်မဲ့အပြစ်မဲ့တဲ့နာကျင်မှုတွေတော့ကျမမြင်မိတယ်။မိဘတွေလည်းကြောင်တက်နေပြီဆိုပြီးတော့စိတ်အေးသွားတာရှိတယ်။ဒါပေမဲ့ကြောင်ကျင်တာလေအတန်းဖော်တွေဆရာမတွေမိဘတွေ